နောက်ပါတဲ့ចောင်းသားလေးကိုဆောင်းဥတော်ဝင်ပြီးအဖြစ်ဆုံးနဲ့ကျုံရတဲ့ဘကူးညောင်လေးပင်ကဆရာမလေးပြပြမင်္ဂလာပါရှင်ဘာမီစ်နောက်မှပြန်လည်ကြည့်စွန်လိုက်ပါနဲ့ကျောင်းဖွင့်ရမှာဆင်းရဲနွားပါတဲ့ចောင်းသားလေးတယောက်ကိုဆောင်းဥတော်ဝင်ပြင်းနဲ့ကားနဲ့ဆိုင်ကယ်ချိန်မိကအသက်ဆုံးရှုံးသွားရတာကဘကူးတိုင်ညောင်လေးပင်မြို့နယ်ကျန်ပူချင်းရွာကဆရာမပြပြပါဆီယမန်လေးဒီလိုဆုံးသွားလို့လဲကျန်ဖို့ကြေးရွာလေးလန်းချောင်းတစ်ချောင်းလုံးကကလင်းတွေဟောင်းဆီယမန်ရဲ့နောက်ဆုံးစာပနာမှာဝိုင်းငုံရပါတယ် ဒီလိုတစ်ချောင်းလုံးကကလေးတွေငိုကြရတဲ့မြင်ကွင်းကတော့အင်တာနက်ပေါ်မှာလူပေါင်းများစွာကိုတနာကြည့်နာတက်စီခဲ့တာပါ။เจ้าသူเจ้าသားလေးတွေအတွက်တော့ဆရာဆရာမဆိုတာမိဘနဲ့တကိုင်းနေပါ။အထူးသဖြင့်ဆရာဆရာမတွေဟာတပည့်တွေကိုမိဘတွေလိုမျိုးဆုံးမကြတာဖြစ်ပါတယ်။ကျောင်းသူကျောင်းသားတွေဟာလည်းကိုယ့်ပေါ်မှာကောင်းတဲ့ဆရာဆရာမတွေကိုဆိုရင်မိဘတွေထပ်ထောင်ခင်တွေ့တတ်ကြတာဖြစ်ပါလေ အခုမတော်တဆမှုနဲ့ဆုံးမကွယ်လွန်သွားတဲ့ဆီယမာလီဖြစ်ဖြစ်ဟာလေတပည့်တွေပေါ်မှာစေတနာကောင်းကောင်းတပည့်တွေအနွမ်းနာခံတတ်တဲ့ဆီယမာလီတယောက်ဖြစ်တယ်လို့ဆိုပါတယ်ဒါပြင်ចောင်းသားចောင်းသူလေးတွေကိုចិនាតနာတက်တာចောင်းလေးတပည့်တွေကချစ်ကြတယ်လို့သိရတာပါအခုခါမှလည်းဆ ्याम ာလေးဖြစ်ပြီးဟာစင်ရွန်ပါပြီးစောင်းမွေးနိုင်တဲ့တပည့်လေးကိုစောင်းလိုက်ဝေပေးရင်ခုလိုဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရတာဖြစ်ပါတယ် ဒီလိုဆ ्याम မလေးဆုံးမခွေလွန်သွားတာကြောင့်လေဝါဖို့ခြေကံအလေးနှင်းချောင်းကတချောင်းလုံးကចောင်းသူចောင်းသားတွေကဆ ्याम မလေးရဲ့နောက်ဆုံးစာပနာခီးမှာမျက်ရည်မိုးတွေဖြည့်မစင်နိုင်အောင်ဖြစ်ခင်ရပါတယ်ဆီယမလေးပြပြဟာတန်30ကျော်ရွေသားရှိသေးပြီးတပည့်ဒီပေါ်မှာလည်းစီဒနာကိယူနာရှိတာကသင်ပေးတတ်တဲ့ဆီယမတယောက်ဖြစ်ကြောင်းလည်းသိရတာပါ။ဒါကြောင့်လည်းចောင်းသူចောင်းသားတွေကချစ်ကြတယ်လို့ဆိုပါတယ်။အထူးသဖြင့်ဆီယမပြပြဟာចောင်းသူចောင်းသားတွေကိုတနှောင်းကျင်တာတတ်တယ်လို့သိရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဆ ्याम မဖြစ်ဖြစ်ဟာသူမတာဝန်ကျနေတဲ့ပဲခူးတိုင်းညောင်လေးပင်မြို့နဲ့ကျန်ပူချင်းရွာကအာလကချောင်းကနေညောင်လေးပင်မြို့ပေါ်ကိုစောင့်သွားဝင်ဖို့စံကဲနဲ့သွားခဲ့တာပါတယ်လို့သွားရတာကလည်းဆ ्याम မဟာနှွမ်းပါးတဲ့ကိုရန်ကျောင်းသားလေးတယောက်အတွက်စောင့်သွားဝင်ပြီးခြင်းလို့ဖြစ်ပါတယ်ဒါပေမဲ့လည်းကန်ဆူးစွာနဲ့လမ်းမှာဆ ्याम မစီးလာတဲ့ဆိုင်ကနေလိုက်ထရက်ကားတစ်စီးတိုက်မိသွားတာပါ။ဒါကြောင့်လည်းဆ ्याम မလေးနဲ့တူစောင်းတောင်းဝင်တဲ့ကိုရန်ကျောင်းသားလေးတို့ဟောင်းပွဲချင်းပြီးအသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါလေ ဆ ्याम လေးရဲ့နောက်ဆုံးစာပနာခီမှာတော့တပည့်တရားငိုကြွေးမဆုံးဖြစ်နေတာကိုလည်းသနာကယူနာသက်ဖွယ်မြင်တွေ့ခင်ရတာပါအထူးသဖြင့်တပင်လေးတွေဟောင်းဆ ्याम ကိုနောက်ထပ်မတွေ့နိုင်တော့ဘူးဆိုရင်ခန်းစားချမ်းတဲ့တွင်တရားလုံးကကလေးတွေဟောင်းဆ ्याम ရဲ့ရှုံလောင်းနာမှာနောက်ဆုံးစာပနာခန်းနာမှာချူချူပအောင်ငူနေကြတာဖြစ်ပါတယ်။ဒါကြောင့်လေတရားလုံးပြင်အင်တာနက်စာမျက်နှာတစ်ခုလုံးကသနာခေယူနာတက်ကြရတာပါ။ ဆာမာနီပြည့်ပြည့်နဲ့စာသင်မှုတွေ၊ចောင်းသားចောင်းသူတွေ၊ចောင်းသားမိဘတွေကလည်းဆာမာနီပြည့်ပြည့်တရားကောင်းရမောင်ရကိုရောက်ရှိစေဖို့လည်းဆုတောင်းနေကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောចောင်းသားចောင်းသူတွေကိုជួយခင်ရတယ်ပုဂိုးတိုင်းညောင်လေးပင်မျိုးတွေကဆ ्याम ာလီတယောက်ရဲ့စာပနအပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်